ာနာယဖဆပလဆိုရကိုထောက်ခံတဲ့ကရင်အုပ်စုနဲ့ဗမာအုပ်စုတစ်ဖက်နဲ့တစ်ဖက်မယုံတင်ကဖြစ်လာရကလက်နက်ကင်ပရိဖကဖြစ်ပွားရာကြောင်းမေကလဟန်သုံးသပ်ထားပါတယ်။အခင်တန်းထွန်းနဲ့ဘကဘကွန်မြူနစ်တွေအပေါင်းထဆမှာကရင်နဲ့ကချင်တရင်တွေဟာဖဆပလဆိုရကိုကာကွန်နေတာမဟုတ်လို့ပြည်တော်စုထဲမှာကရင်ပြည်နယ်ကိုတီထောင်နိုင်လိမ့်မယ်လို့ကရင်ခေါင်းဆောင်ပိုင်းကယုံကြည်ခဲ့ပုံရပါတယ်။နောက်ပိုင်းမှာကွန်မြူနစ်ရည်သူရဲပေါ်နဲ့တော့ကိုတဲ့တက်မတော်တရင်တွေ စုပေါင်းပုံကံတော့လေကရင်ကချင်းတက်တွေကပဲဖဆပလအစိုးရဘက်ကတိုက်ပေးရတာပါလေဒါပေမဲ့ဖဆပလအစိုးရနဲ့ဗမာစစ်ဘိုလ်တွေစွန့်နှွေးညှိနှိုင်းပြီး1948မေလမှာလဝဲညညရေးလုပ်ဖို့ကွန်မြူနစ်ကိုကန့်လန့်တဲ့အခါမှာကရင်ခေါင်းဆောင်မိုင်းဟာဖဆပလကိုမယုံတင်ငါဖြစ်လာပါတယ်ကွန်မြူနစ်ကိုလူငင်းချင်းသာကွင်ပေးပြီးအနာခွဲဝေယူကြဖို့စဉ်းစားတဲ့အစီအစဉ်ဖြစ်တာကြောင့်ရင်တိုင်းစကန်သွားလို့မဖြစ်တော့ဘူးလို့ကရင်ခေါင်းဆောင်မိုင်းကယူဆလာပုံရတယ်လို့ မေရီကလဟန်ကဆိုပါတယ်1948။မလမှာဘကဘကွန်မြူနီတက်ကူတော့ကွန်မြူနီနဲ့ယင်းနေတဲ့ဗမာတရင်တွေကိုတိုက်ခိုက်ရင်းပြဿနာပေါ်နိုင်တာကြောင့် KNDO ၊ကရင်ပြည်သူ့စစ်ကိုတိုက်ခိုင်းဖို့တက်မတော်ဦးစီးချုပ်ကဆုံးဖြတ်ကြောင်းဗိုလ်ချုပ်ကြီးစမစ်တွန်းရဲ့1980တကိုတွေ့မှတမ်းမှာဖော်ပြထားပါတယ်။ဒါပေမဲ့တချို့နေရာတွေမှာစစ်ဝင်တဲ့နဲ့စစ်ရဲကလည်းကွန်မြူနီကိုတိုက်နေတာမို့လို့ KNDO ၊ကရင်ပြည်သူ့စစ်နဲ့ထိတွေ့လာတာမျိုးလည်းရှိပါတယ်။ဒီကြားထဲ ။အင်းချန်ဟစ်ပကြကရင်အဖွဲ့ကအစိုးရငွေတိုက်ကိုဝင်ဖောက်တာမျိုးလည်းရှိပါတယ်။အစိုးရဘက်ကတိုက်ပေးတဲ့အုပ်စုတွေအကြားတိပကဖြစ်လာတာပါပဲ။၁၉၄၈ဩဂုတ်လ၁၄ရက်နေ့မှာကရင်စစ်ရဲကတုန်လေးမြို့ကိုတင်းနေတော့မှကရင်တပုံကိုပြ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 င်မြင်ရပါတယ်။နောက်နှစ်ပတ်လောက်ကြာတော့တထုံနဲ့ကြိုက်ခမီကကရင်စစ်ရဲတွေတော့ကိုကြပြီးဩဂုတ်လ၃၀ရက်နေ့မှာ KNDO ကရင်ပြည်သူ့စစ်အဖွဲ့ကတထုံနဲ့မော်လမြိုင်ကိုသိမ်းလိုက်ပါတော့တယ်။ ီလိုအချိန်နေဖြစ်လာတာမဟုတ်လို့ဆက်ပတ်လာလက်အောက်ကံအထူးအရန်ရဲတပ်ဖွဲ့ကိုဘူအောင်ကြီးကကောင်းဆောင်ပြီးစစ်ဝင်တဲ့အဖြစ်တိုးချဲ့ဖွဲ့စည်းဖို့ဝင်ကြီးချုပ်ဦးနုက1948စက်တင်ဘာ9ရက်နေ့ကအမိန့်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ကရင်စစ်ဗိုလ်တွေကြီးစိုးတဲ့စစ်ရုံးမှာဘူအောင်ကြီးကိုနေရာပေးပြီးစစ်ဝင်တဲ့ဖွဲ့ခိုင်းတာဟာကရင်စစ်အင်အားကိုတုံ့ပြန်ဖို့ပြင်ဆင်တာဖြစ်တယ်လို့မေဒီကလဟန်ကသုံးသပ်ပါတယ်။လက်နက်ကင်ပဋိပက္ခလေးတွေဖြစ်တာကိုချက်ချင်းဖြစ်ချင်းနိုင်အောင် စစ်ဝန်ထမ်းတပ်ဖွဲ့တီထောင်တာဟာဗိုလ်ကြီးမမောင်ရဲ့အစီအစဉ်ဖြစ်ဟန်တူပါတယ်စစ်ဝန်ထမ်းတပ်ဖွဲ့စည်းတာဟာရေရှည်စီမံကိန်းဖြစ်တဲ့ဆိုရင်တော့အစိုးရလက်အောက်ကန်လက်နက်ကန်အဖွဲ့စည်းတယ်မှာဗမာစစ်အင်အားကြီးထွားလာအောင်စစ်စင်နာပဲလို့ပြောနိုင်ပါတယ်ဒါကြောင့်1948စက်တင်ဘာလရောက်တော့ဦးနုအစိုးရလက်အောက်မှာရွေကျက်ချင်းမတူတဲ့လက်နက်ကန်အင်အားစုကြီးနှစ်စုအထင်ရှားပေါ်ထွက်လာပါတယ်ဒီအုပ်စုနှစ်စုကတော့အင်္ဂလိပ်လူတော်ကြီးလက်ရအင်အားစုနဲ့ဗမာစစ်ဘိုလ်ကြီးဆိုးတဲ့ က်ဝဲအင်အားစုလို့ဖြစ်ပါတယ်။တက်မတော်ကကရင်စစ်ဘူ KNDO ကရင်ပြည်သူစစ်တပ်ဖွဲ့နဲ့ဥတင်ထုတ်ဦးဆောင်တဲ့တီထောင်စုအရင်တပ်ဖွဲ့ဟာလက်ရအင်အားစုဖြစ်ပါတယ်။ဘူနေဝင်းရဲ့တရင်လေးတောင်းမခိုရဲ့ဗမာစစ်ဘူစစ်သားစစ်ဝင်တဲ့ကြီးရွာကကွယ်ရေးနဲ့နိုင်ငံရေးသမားခပိုက်ဆောင်တပ်တွေဟာလက်ဝဲအင်အားစုမှာပါဝင်ပါတယ်။လက်နက်ကင်အင်အားစုနှစ်စုအားတိုင်နေချိန်မှာပုံကြီးချက်တာညလုံးနဲ့အတွဲကျဘိုးကလည်းဖြစ်သွားတာကများပါတယ်။ အဖက်နဲ့တစ်ဖက်အယုံတင်ကဖြစ်နေချိန်မှာအဆက်အသွယ်ခက်ခဲတာမို့ပုံကြီးချတဲ့တရင်တွေခက်စားပါလေဒီလိုအဆက်အသွယ်ပြက်နေတာမို့နေမှာဘလို့ဖြစ်ပြက်နေတယ်ဆိုတာကိုဟဆပလအစိုးရရော KNU ကရင်အမျိုးသားအစည်းအုံးကပါသိနိုင်ဖို့မလွယ်ပါဘူးဒီလိုအခါမှာရန်ကုန်နဲ့မန္တလေးကဗမာသတင်းစာတွေကပြီးလောက်ရာလေးပင်ကြပါလေတရားတိုင်မှုနိုင်ငံရေးကြံဖက်မှုစတာလေးတွေကိုနိုင်ငံရေးလုံခြုံမှုကြီးတစ်ဖွဲ့ပုံကြီးချက်ကြီးတင်ရေးကြတဲ့အတွက် ူကြားကြူကြားတတိတခြားဖြစ်ပေါ်တဲ့အကျန်းဖတ်မှုလေးတွေဟာနိုင်ငံတော်စက်ကြီးလှူရှားမှုကြီးတစ်ဖွဲပေါ်ပေါက်လာပါတော့တယ်လက်လက်ကန်ပြိပကတိုးပွားလာလေလေလက်ရအင်အားစုနဲ့လက်ဝဲအင်အားစုအကြားမယုံသင်္ကာဖြစ်မှုတွေညလာလေလေဖြစ်ပါတယ်ဒီကြားတဲ့ကရင်ကိုကုညီပြီးဖတ်ဆက်ပလအစိုးရကိုထုတ်ချဖို့ရည်ရွယ်ကြောင်းရေးထားတဲ့စာနဲ့အတူအင်္ဂလိပ်စစ်ဘုဟောင်းလက်ဆနာကမ်ဘယ်ရန်ကုန်မှာအဖမ်းခံရတဲ့အခါမှာကရင်နဲ့အင်္ဂလိပ်ကဖတ်ဆက်ပလအစိုးရကိုထုတ်ချဖို့ရည်ရွယ်တဲ့ဆိုတဲ့ဗမာစစ်ဘုနဲ့ ဆိုရှယ်လစ်တွေရဲ့ယုံကြည်ချက်ဟာလည်းပုံမခိုင်မာလာပါလေအင်္ဂလန်မှာကမ်ဘဲကိုထောက်ခံသူလက်တဆုပ်ဆာသာရှိပေမယ်အင်္ဂလိပ်လောက်ကျမှုကြီးတစ်ဖွဲပုံကြီးချဲ့ပြီးဗမာသတင်းစာကလီးလောင်ရလဲပြင်ပါတယ်ဒီအချိန်မှာတွန်ဒေးထုံနဲ့မလွန်ညံကိုတိမ့်ပိုက်ထားတဲ့ကရင်တပုံနဲ့ဦးနုအစိုးရငင်းကြံရေးလုံနိုင်အောင်စီဦးစီဘဂျူဂျီစမီတောရာဝင်ဆောင်ရွက်ပေးတာကိုဗမာစစ်ဗိုလ်တွေကမကြည်နဲ့ကြပါဘူးနောက်တော့1948နိုဝင်ဘာ17ရက်နေ့မှာ နေ့ငိုင်းနဲ့ ARD တိုင်းပါဝင်တယ်။ပြည်ကြလွတ်လပ်တဲ့ပြည်ရင်ပြည်နယ်တည်ထောင်권ပေးဖို့တောင်းဆိုလာတဲ့အတွက်ပြည်ထောင်စုကိုဖြည့်ဆည်းဖို့ကြံစည်တာဖြစ်ကြောင်းဗမာသတင်းစာတွေကရေးကြပါတော့တယ်။စစ်ဝင်တဲ့ဟာအနေရပေးနိုင်ကြောင်းပြည်ရင်ခေါင်းဆောင်တွေသဘောပေါက်လာပါတယ်။ကံဘယ်အဖမ်းခံရပြီးနောက်တနေ့စက်တင်ဘာ၁၉ရက်နေ့မှာပြည်ထောင်စုအရန်တက်ရခေါင်းဆောင်ကရင်နဲ့ရင်းနှီးသူဥတင်ထွတ်အသက်ခံရပါတယ်။လက်တယ်မပေါ်ပေမဲ့ဆိုရှယ်လစ်ပါတီလက်ချက်ဖြစ်ကြောင်းရေမင်းကြီးဥအောင်ချင်းကတည်တဲ့အတွက် ဥအောင်ချင်းအလုပ်ဖြုတ်ခံရပါတယ်။ဥတင်ထုတ်ကိုတိုက်ပြဖို့ဘိုးအောင်ကြီးကစီစဉ်လာဖြစ်ကြောင်းကရင်စစ်ဗိုလ်တွေကအင်္ဂလိပ်အရာရှိကိုပြောပြတာကိုလည်း1949 19ဇန်နဝါရီ7ရက်ရန်ကုန်လန်ဒန်တန်ကျိုးစာမှာဖော်ပြထားပါတယ်။1948ဒီဇင်ဘာ24ရက်နေ့မှာဗိတ်ခရိုင်ပလောမြို့ခရိယံဖျားရှိကိုကျောင်းနဲ့ကိုစစ်ဝန်ထမ်းကလက်ပြပုံပြစ်သွင်းလို့ကရင်80တည်ဆုံးရပါတယ်။စစ်ဝန်ထမ်းနဲ့ဆိုရှယ်လေးရဲ့ကရင်စက်ကျင်ရစ်ကို KNDO ရင်ပြည်သူစစ်ကလက်တုပ်ပြန်လာတော့တယ်1948နှစ်ကုန်ပိုင်းမှာစစ်ဝင်တဲ့တပ်ဖွဲ့တရားကျော်ရှိချောင်းစစ်အစိုးရထုတ်တက်မတော်တမိုင်းသုဒ္ဓတော်မှာရေးထားပေးမယ်ပလောမျိုးလူသက်ပွဲကိုတော့မဖော်ပြပါဘူးရန်သူတွေဝိုင်းနေလို့ရန်ကုန်အစိုးရလို့နာမည်ရနေတဲ့ဖဆပလာအစိုးရဆက်လက်ရှင်းတန်းနိုင်ပုံကိုမေရီကလဟန်ကရှင်းပြထားပါတယ်တက်မတော်ကရင်အရာရှိတွေဟာ1948နှစ်ကုန်ပိုင်းအထိပြင်မနာခရိုင်မှာကွန်မြူနတီတပုံကိုတိုက်ခိုက်ခဲ့ပါတယ် ဖဆပလာအစိုးရတက်ဆနိုင်မှုအတွက်ကရင်တရင်တွေကကွန်မြူနစ်ကိုစစ်စင်နေတော့ဖဆပလာလက်အောက်ကံဗမာပြည်သူစစ်ကမြဝကျုံဘော်ကကရင်ရော်တွေကိုတိုက်ခတ်ကြပါတယ်ဒီလိုအခြေအနေကြောင့်တက်မတော်ကရင်တရင် KNDO ကရင်ပြည်သူစစ်နဲ့ကရင်နိုင်ငံရေးအုပ်စုတွေပေါင်းစည်းမိပြီးဖဆပလာအစိုးရကိုတော်လှန်ဖို့စီစဉ်လာရတာဖြစ်ပါတယ်မြဝကျုံဘော်ကကရင်ဗမာပြည်ပခတွေဟာရန်ကုန်စင်ချေဘုံအထိပြန့်နှံ့လာလို့1949ဇန်နဝါရီမှာ အင်းစင်အစိုးရလက်နက်တိုက်ကို KNDO ကရင်ပြည်သူစစ်ကဝင်စီးပြီးရန်ကုန်ကိုဝိုင်းထိုင်နိုင်တဲ့အခြေအနေတိဖြစ်လာပါလေ။စစ်ဝင်တန်းတက္ကသိုလ်ကျောင်းသားနဲ့လူပိလူတွေတွေကိုအစိုးရကလက်နက်ပေးပြီးကရင်ကိုတိုက်ခိုင်းရတဲ့အချိန်ခါပါပဲ။အင်းစင်ကြည့်မြင်တိုင်းစံကြောင်းနဲ့အလုံးကကရင်ရုပ်ကတ်တွေကိုဗမာပြည်သူစစ်ကပစ်ခတ်လာတဲ့အတွက် KNDO ကရင်ပြည်သူစစ်ကရုပ်ပြင်ကကရင်တပ်တွေကိုစစ်ကူတောင်းပြီးအင်းစင်တဝိုက်မှာနေရာယူထားပါလား။ ပြင်ရက်ကွက်နားမှာနေထိုင်တဲ့ဗမာတွေဟာအစိုးရအကူအညီများလို့တွေ့ရလက်နဲ့နဲ့ခုခံကာကွယ်နေရပါတယ်။အင်းစိန်အခြေအနေစိုးဝလာတာကြောင့်အာဂျုံတောင်းတအောင်လုပ်ဖို့ KNU ခေါင်းဆောင်စောပါဦးကြီးကတောင်ကိုအခြေစိုက်တဲ့တက်မတော်ကရင်တရင်တက်ကတမှုဘုံမှုကြီးစောမင်းမောင်ကိုအကူအညီတောင်းတဲ့အတွက်1949ဇန်နဝါရီ29ရက်နေ့မှာကရင်တရင်တက်ကတောင်ကိုကိုတင်ပိုက်လိုက်ပါတော့တယ်။ဖေဖော်ဝါရီလ2ရက်နေ့မှာအင်းစိန်ကိုကရင်သိမ်းပြီးရန်ကုန်နဲ့ဒီမိုင်ကွာတီ ကြည့်တက်နိုင်ခဲ့ပါတယ်စစ်သားရဲစစ်ဝင်တပြည်သူစစ်ចောင်းသားနဲ့လူပိလူတွေတွေစုပေါင်းပြီးခုခံနိုင်တဲ့အတွက်ကရင်ထိုးစစ်တက်တန်သွားပါတယ်ငါးလလောက်ကြာတဲ့အခါအင်းစိတ်တိုက်ပွဲမှာအကြဆုံးများပြီး1949မေလရောက်မှအစိုးရကအင်းစိန်ကိုပြန်သိမ်းနိုင်ပါတယ်မေမျိုးပြီးမိတ္တီလာမန္တလေးစတဲ့မျိုးကြီးတွေလည်းတပုံလက်အောင်ကြောက်ရောက်ခဲ့ပါတယ်ဖဆပလအစိုးရဟာ KNDO ပြည်ပြည်သူစစ်ကိုတရားမဝင်ကြောင်ကြေညာပြီး ပြင်စစ်ဘိုတွေကိုယာရုကဖေရှားကတက်မတော်စီဦးသူကျုပ်ဘိုကျုပ်ကြီးစမိတ်တော်နေရာကိုဝနေဝင်းနဲ့အစားထိုးလိုက်ပါတယ်။တောင်ငူကိုပြန်သိမ်းဖို့ကချင်းတရင်တည့်ရဲ့တရင်မူနော်ဆိုင်ကိုဝနေဝင်းအမိန်ပေးတဲ့အခါမှာနော်ဆိုင်ကသဘုံနဲ့ပူပေါင်းလိုက်ပါတယ်။1949ခေဖွာလမှာတက်မတော်ဟာအစိတ်စိတ်မောမောကွဲနေပါပြီ။ကိုမျိုးနဲ့ပြည်သူရဲ့ပေါ်နဲ့ကရင်သဘုံရဲ့ထိုးစစ်ကိုဖတ်ဆပ်ပလအစိုးရဟာပြတ်တလို့လူစုပြေးခုခံတိုက်ခိုက်နေရပါတယ်။ 2နာရီလောက်စစ်တပ်နဲ့ပြေးပြေးတိုက်ခိုက်တာဖြစ်တယ်လို့စစ်ဝန်ထမ်းကောင်းဆောင်ဘူအောင်ကြီးက1992မေလ10ရက်နေ့ကပြောပြပါတယ်။ကရင်တော်လှန်ရေးစပြီးမကြမီအမှုရန်တပိမှုတ်တဲ့အတွက်ဖဆပလာအစိုးရပြုတ်ကွဲတော်မလို့ဖြစ်သွားပါတယ်။ကရင်ကိုတိုက်ဖို့အတွက်ကွန်မြူနစ်ကိုလူငင်းချစ်တာကွင်ပေးပြီးစီယုံသိမ့်သိမ့်ဖို့ဗိုလ်နေဝင်တင်ပြတာကိုဆိုရှယ်လစ်ပါတီကလက်မခံတာကြောင့်ဆိုရှယ်လစ်ဝန်ကြီးတွေကိုထုတ်ပြဖို့ဗိုလ်နေဝင်ကဝန်ကြီးချုပ်ဦးနှုကိုတိုက်တွန်းတဲ့အတွက်1949ဧပြီလမှာ ဆိုရှယ်လေးဝင်ကြီးငါ့ကိုနှုတ်ထွက်သွားပါတယ်ဆိုရှယ်လေးရဲ့အင်ဆောင်ခူးကြီးမလုပ်ချင်တော့ဘူးလို့ဘုံနေဝင်းကတောင်းပြောပြီးတခင်တန်းထုံးနဲ့အပေါင်းပါကွန်မြူနတီချုပ်ကိုအစိုးရအဖွဲ့ထဲသွင်းဖို့ဘုံနေဝင်းကဦးနှုတ်ကိုတိုက်တွန်းကြောင်းဦးကျော်ငိန်ပြန်ပြောပြတာကို1984စက်တင်ဘာလ26ရက်နေ့ရက်စွဲပါဘုံမောင်ရဲ့တွစ်ဆုံမင်းမြန်ကဲမှာဖော်ပြထားပါတယ်ဒါပေမဲ့ကွန်မြူနတီနဲ့လွတ်တွဲဖို့ကိစ္စကိုဝင်ကြီးချုပ်ဦးနှုတ်ကလက်မခံပါဘူးဆိုရှယ်လစ်တွေနေစင်းပြီးတပုံနှင်းနှင်းရေးအတွက်စီယုံရေးဆင်းဖို့သာ ဥနုကညွှန်ကြားပါတယ်။ဝေဖန်တဲ့ရန်ကုန်စနယ်ဆွေးနွေးကိုအကြမ်းဖက်တိုက်ခိုက်လို့ဆိုရှယ်လစ်ပါတီနာမည်ပြည့်နေကြလေဖြစ်ပါတယ်။ဆိုရှယ်လစ်ခေါင်းဆောင်တွေဟာဂျပန်ခေတ်မှာလူတုအဖွဲ့အစည်းတည်ထောင်ဖို့မကြိုးစားဘဲစစ်ပြီးကလူလည်ရေလှှရှားမှုမှာပါဝင်နိုင်ဖို့ရည်ရွယ်ပြီးပုံအောင်နေခဲ့တာကြောင့်ဦးကျော်ငိမ်းဦးပါဆွေတခင်တင်စတဲ့ဆိုရှယ်လစ်ခေါင်းဆောင်တွေမှာတခင်ဆိုးနဲ့အခြားကွန်မြူနတီခေါင်းဆောင်တွေလိုကျောထောင်နောက်ကလူတုအဖွဲ့အစည်းမရှိကြပါဘူး။လူလည်ရတော့လဲ စိုးရရာတို့ကိုဆိုရှယ်လစ်ကပဲရယူတာကြောင့်လူတို့နဲ့မနှိစက်တဲ့အင်္ဂလိပ်ကိုလိုနီအရာရှိတွေလိုဖြစ်နေပါတယ်။ဒီလိုလူတို့အင်အားမရှိတဲ့ဆိုရှယ်လစ်ပါတီဟာသဘုံနှိမ့်နှင်းရဲ့အတွက်အရင်ကတည်ကျွမ်းခဲ့တဲ့ဒေသခံလက်နက်ကိုင်အဖွဲ့တွေကိုပြန်ဆက်သွယ်ပြီးစစ်ဝင်တက်မှာလူများလအောင်စီယုံသိမ့်သွင်းရပါတယ်။ရဲဘော်ဟောင်းအရေးအချင်းမမီလို့တက်မတော်တဲ့မွင်ရသူအလုံးမရှိတဲ့လက်သမားလောက်သမားနဲ့လူစုတပြားတွေအောင်းမြောင်းထွေလာပါဝင်နေတဲ့စစ်ဝင်တက်ဟာ အပေါ်ဦးသွမိလာအိုးကြီးနဲ့တူတယ်လို့ဘူကောင်ကြီးက1992မိလာရှိရနေ့ကမေဒီကလဟန်ကိုပြောပြပါတယ်ဘူကောင်ကြီးရဲ့စစ်ဝင်တန်းမိလာအိုးကြီးကိုလက်နက်ပစ္စည်းထောက်ပံ့သူဟာဆိုရှယ်လစ်ပါတီဖြစ်ပါတယ်ကွန်မြူနစ်ကိုတိုက်နေတဲ့လေဝစ်ကင်ဂျီရှိန်နဲ့မိထီလာဆရာထီတို့လိုနေကောင်းဆောင်တွေကိုလက်နက်ပစ္စည်းထောက်ပံ့ဖို့ဘူနေဝင်းတို့အဖွဲ့ကစီစဉ်ရပါတယ်ဒေတာလုံးချုံကြီးအတွက်ဒေတာကန်ပြည်သူစစ်နဲ့အစိုးရပူပေါင်းကြီးတဘုံကိုတက်ရတာဖြစ်ကြောင်း 1993ဖေဖော်ဝါရီလ10ရက်နေ့မှာတခင်ကြည်ရှင်ကမေရီကလန်ကိုတို့ပြပါတယ်။ပုံကံမှုအချိန်တည်သွားတော့မှဆိုရှယ်လစ်ပါတီဟာလူထုအဖွဲ့အစည်းကိုစတင်တည်ထောင်ပါတယ်။ဆိုရှယ်လစ်ပါတီကိုထောက်ခံရင်စီးပွားရေးအခွင့်အရေးတွေခံစားကြရပါတယ်။1956မှာဘူအောင်ကြီးရဲ့စစ်ဝင်တန်းမင်လာဦးကြီးဟာပြူစောတီဆိုတဲ့အမည်သိတဲ့ဆိုရှယ်လစ်ပါတီရဲ့ကပိုက်ဆောင်တက်ဖြစ်လာပါတယ်။တပုံနှင်းနေရေးမှာပါဝင်ကူညီခဲ့တဲ့နေကောင်းဆောင်တွေထဲမှာ ဖဆပလာလွတ်တော်အမှန်ဖြစ်လာသူတွေလည်းရှိပါတယ်။တပုံအင်းအားကြဆင်းလာလေလေ။ဆိုရှယ်လေးအဖွဲ့အစည်းတွေအကောင့်လာလေဆိုသလိုဖြစ်လာပါတယ်။လက်နက်ကင်ပုတ်ကန်မှုအချိန်သေးလာတဲ့အခါလက်တွင်းတင်းမာမှုအထင်ရှားပေါက်ထွက်လာသလိုအရတားအစိုးရနဲ့စစ်ကောင်းဆောင်ပိုင်းဆက်ဆံရေးမှလည်းတင်းမာမှုပေါက်ပေါက်လာကြောင်းမေရီကလဟန်သုံးသပ်ထားပါတယ်။လွတ်လပ်ရေးရချိန်ကစပြီးရန်ကုန်စစ်ရုံးနဲ့နေကတမှုတွေကြဆက်ဆံရေးပြဿနာရှိခဲ့ပါတယ်။စစ်ရုံးကိုကြီးစိုးတဲ့ ကရင်နဲ့အင်္ဂလိပ်လက်ပါစေဗမာအရာရှိတွေဟာခြေတန်းကိုအကူအညီပေးဘူးလို့တမှုတွေကယူဆသလိုစစ်ရုံးကလည်းတမှုတွေဟာစစ်ရုံးအမိန့်ကိုမနာခံဘူးလို့ယူဆပါတယ်တမှုတွေဘာလုပ်နေလဲဆိုတာကိုရန်ကုန်စစ်ရုံးကမသိဘူးလို့ဗြိတိရှစစ်မရှင်ရဲ့1948ဂျွန်လအစင်ခစားမှာဖော်ပြထားပါတယ်တမှုတွေဟာဒေသခံတောက်ကြားရတဲ့နဲ့လက်တွဲပြီးအစင်ပြစ်သလိုလုပ်ကြတာများပါတယ်ဒေသခံတောက်ကြားရဲ့လူပိုင်ကွင်းနဲ့တပ်မတော်ရဲ့လူပိုင်ကွင်းကိုခွဲခြားသတ်မှတ်ပြီး နားလည်မှုနဲ့ဥတွဲလောက်ကန်ကြတာဖြစ်လို့စစ်ရုံးရဲ့အတီးပွကျက်မျိုးပါဘူး1949ကရင်တော်လန်ရေးဖြစ်ပွားလို့ကရင်ဦးစီးအရာရှိကိုဖယ်ရှားလိုက်တဲ့အခါမှာစစ်ရုံးဟာဗမာအရာရှိလက်ထဲရောက်လာပါတယ်ဒီအခါမှာတမှုတွေကိုနှိကိုဟန်နဲ့တဘုံနှိမ့်နှင်းရေးလောက်လာကိုစစ်ရုံးကခွင့်ပြုပါတယ်ဖြစ်တယ်လို့လူစုပြီးစစ်တိုက်တာကိုစစ်ရုံးကစောင့်ကြည့်ဖို့မလွယ်ပါဘူးလေဒါပေမဲ့ကိုနှိကိုဟန်နဲ့လွတ်လပ်စွာလောက်ကင်နေတာဟာတက်မတော်ဖွဲ့စည်းပုံနဲ့မဟာဗျူဟာကို အားနည်းစေတယ်လို့စစ်ယုံကမြင်ပါတယ်စစ်ယုံကဆက်ဆက်ညှိနှိုင်းပေးတာမျိုးမရှိခဲ့ရင်လေ့ကျင့်ရေးစီကံထိန်းသိမ်းရေးစစ်သားစုဆောင်ရေးစစ်စင်ရေးစတာတွေကိုစနစ်တကျမလုပ်နိုင်ပါဘူးကိုနီးကိုဟန်နဲ့တိုက်ခိုက်နေတဲ့စစ်ဗိုလ်တွေဟာစစ်စင်ရနေမြေတွေမှာတွေ့ရတဲ့မော်တော်ကားနဲ့အခြားအဖို့တန်ပစ္စည်းတွေကိုပိုင်ရှင်မဲ့လို့သဘောထားပြီးသိမ်းယူကြကြောင်းတချို့ကလည်းဘိမောင်ခုနဲ့ပေါင်းပြီးစီးပွားဆရာကြောင်းတချို့ကလည်းစီးပွားလို့ရမှာစစ်ကားကိုတုံးကြောင်းဘုံမှုပတ်တိုက်ရေးတဲ့ စီကံအရေးကြီးပုံစံတမ်းမှာဟောပြထားပါတယ်။တဘုံနှိမ်နှင်းရေးကိုဦးစားပေးပြီးအလင်းအမြန်စစ်သားဆူဆောင်းလာကြောင်းအကျင့်ပြက်ကြိုးတကိုးတွေတက်မတော်တဲ့ရောက်လာကြောင်း1950ဇူလိုင်17ရက်နေ့စွဲပါစေယုံအထုအမိတ်မှာဟောပြထားပါတယ်။ဒါပေမဲ့ဒေသခံပြည်သူစစ်နဲ့တက်မတော်လက်တွဲတိုက်ခိုက်တာကြောင်း1952ဝိုင်းမှာပုံကမ်းမှုအချိန်တည်လာတဲ့အတွက်1952ခုနှစ်နှစ်လယ်မှာထွေထွေရေကောက်ပွဲကျင်းပနိုင်တဲ့အထိငင်းကြီးအများအပြား အစိုးရလက်အောက်ပြန်ရောက်သွားပါတယ်။တနက်ကင်ပုတ်ကန်မှုအနယ်လာပြီးအချိန်တိသွားရတာအစိုးရစစ်တပ်တော်လုံးလို့ကောင်းလုံးလို့မဟုတ်ပဲတဘုံဘက်ကညံဖြင်းလို့သာ ဖြစ်ပွဲရှိတယ်လို့မေဒီကလဟန်ကသုံးသပ်ထားပါတယ်။တက်မတော်မှာစစ်သားဥယျာဉ်တိုးပွားလာပေမဲ့တပ်ရီခတ်ရီတိုးတက်လာတာမဟုတ်ပါဘူး။ဒါကြောင့်စစ်စင်ဘူးစွမ်းရည်မတိုးတက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတက်မတော်အရာရှိပိုင်းမှာအမြင်နှမျိုးရှိလာတယ်လို့ဆိုပါတယ်။ရန်ကုန်စစ်ဦးစီးရုံးနဲ့တမှုတွေကြား အဘောဓာကိုလဲတာကိုအတိကအကြောင်းရင်းဖြစ်ယူဆတာဟာပထမအမြင်ဖြစ်ပါတယ်။အယတာအစိုးရနဲ့စစ်အာဏာပိုင်တို့အကြားတာဝန်ဝတ္တရားမပြတ်သားတာကိုအကြောင်းရင်းလို့ယူဆတာဟာဒုတိယအမြင်ဖြစ်ပါတယ်။1948က1951မလားအထိဖြစ်တဲ့၃နှစ်ကျော်ကာလမှာတရင်ရှိရင်က26ရင်းအထိစစ်အင်အား30ကျော်တိုးပေါ်လာတာကြောင့်စစ်တပ်အုံစိတ်လည်းအကြီးအကျယ်တိုးပေါ်လာပါတယ်။1951စစ်တပ်အုံစိတ်ဟာ အစိုးရအသုံးစေးရဲ့၄၀ရာခိုင်နှုန်းဖြစ်နေပါပြီ။အချိန်ထဲမှာပဲစီကံပြတ်တဲ့တည်တနာကိုတက်မတော်ရင်ဆိုင်နေရပါတယ်။ဒီလိုအချိန်နဲ့ကြောင့်ဖဆပ်ပလာနဲ့ဆိုရှယ်လစ်ပါတီကောင်းဆောင်မိုင်းကစစ်တပ်ကိုကျူးကန်ဖို့ကြိုးစားလာပါတော့တယ်။ရန်ကုန်စစ်ရုံးကလည်းတမှုတွေကိုချုပ်ကန်နိုင်အောင်ကြိုးပမ်းလာပါတယ်။စစ်မှုရေးရနဲ့ပတ်သက်ပြီးအရသာအစိုးရနဲ့စစ်ကောင်းဆောင်ပိုင်းအကြားမှာတင်းမာမှုရှိလာတယ်လို့စစ်တင်နာပြည်ချုပ်ဒုပုချုပ်ကြီးနေဝင်းက1950ဇန်နဝါရီ20ရက်နေ့ စယုံမှာကျင်းပါတယ်တမူးများညီလာခံမှာစတင်ပြောဆိုပါတယ်စစ်ဘိုလ်ရာတို့တုံးပြင်းတဲ့ကိစ္စမှာဝင်ကြီးချုပ်ဦးနှုဝင်းရှုပ်လို့တက်တနာပေါ်ရပုံကိုဘူမောင်မောင်ဘူအောင်ကြီးနဲ့ဘူခညိုတို့ကိုပုတ်ပြပါတယ်လေလေပြင်းတပုံထတီမကြမီဦးနှုကကချင်စစ်ဘိုလ်တူကိုဘုံမှုချုပ်ရာတို့တုံးပြင်းပေးလိုက်တဲ့ကိစ္စမှာဝါချင်းဗမာအရာရှိတိုင်းဝမ်ကမကြည်မနဲ့ဖြစ်ကြတာပါစစ်မှုရေးရာမှာရက်သားနိုင်ငံရေးသမားဝင်ရောက်ဆက်ပတ်တဲ့ကိစ္စကိုဘုံမှုချုပ်ကျော်စောကလည်း အကြေမနက်ဖြစ်ပါတယ်။ဒီနေ့အတွင်းငင်းငယ်ရမယ်ဆိုတဲ့အစီအစဉ်ဟာစစ်တပ်ကိုမတိုင်မြတ်လုပ်တဲ့အရသာအစိုးရရဲ့စီမံကိန်းသာဖြစ်လို့မအောင်မြန်နိုင်ကြောင်းဗိုလ်မှူးချုပ်ကျော်စောဝေဖန်တာကို1950တမူးညီလာခံမှတ်တမ်းမှာပေါ်ပြပါတယ်။တမူးနဲ့ဦးစီးရရှိတွေကြားတင်းမာမှုရှိတာကိုလည်း1950တမူးညီလာခံမှာဆွေးနွေးပါတယ်။ပြည်ရင်စစ်ဗိုလ်တွေကိုစီယုံကဖျက်ရှားလိုက်ပေမယ့်တမူးတွေဟာစီယုံကိုဝေဖန်နေတော့မှာပဲ။တရင်စေရင်ကို ကုညီထောက်ပံ့ဖို့ရည်ရွယ်ပြီးဖွဲ့စည်းထားတဲ့စစ်ရုံးကတရင်26ရင်းကို ထောက်ကူနေရတာမလို့မနိုင်မနှင်းဖြစ်ပြီးအဆင်မပြေတာတွေရှိနေကြောင်းဗိုလ်ချုပ်နေဝင်းကရှင်းပြပါတယ်။တမူးနဲ့ဦးစည်းရရှိအကြားတင်းမှမှုရတားအစိုးရနဲ့စစ်ကောင်းဆောင်ပိုင်းအကြားတင်းမှမှုဆက်တာတွေရှိနေတာကြောင့်တက်မတော်ပြုပြင်လုပ်ဖို့1952တမူးညီလာခံမှာဆွေးနွေးကြပေမယ်။တမူးတွေဟာစစ်ရုံးကိုရန်လုံးနေတော့မလို့တမူးနဲ့ဦးစည်းရရှိဟာအသွင်မတူတဲ့ ူတန်းစားနှစ်ရက်ဖြစ်လာတယ်လို့ဆိုပါတယ်။ဒါပေမဲ့တတွင်းတင်းမှမှုဟာရက်သားဆက်သားတင်းမှမှုလောက်လူသိမများပါဘူး။1950နောက်ပိုင်းမှာကာကွယ်ဝင်ကြီးအဖြစ်ဘုန်နေဝင်နှုတ်ထွက်သွားတာမို့ပညာတတ်ဆိုရှယ်လစ်တဦးဖြစ်သူဦးဝင်ကာကွယ်ဝင်ကြီးဖြစ်လာပါတယ်။စစ်တင်နာပတိရဲ့လုပ်ပိုင်권ကိုချုပ်ကန်ကန့်သက်ဖို့ဦးဝင်ကကြိုးပမ်းပါတယ်။တက်မတော်ရဲ့စစ်အင်အားကိုတန်ပြန်နိုင်ဖို့အတွက်ရဲတပ်ဖွဲ့အင်အားတိုးချဲ့ဖို့နဲ့စစ်ကော်မတီဖွဲ့ပြီးဘုန်နေဝင်ကိုကင်တွယ်ဖို့ ဥဝင်းကစူးစမ်းကြောင်းသိရပါတယ်။ဒါပေမဲ့ဥဝင်းနေရာကိုဆက်ခံတဲ့ကာကွယ်ရေးဝန်ကြီးဥပဆွေဟာဥဝင်းတို့တွေ့ကြတာမဟုတ်လို့စစ်ကောင်းဆောင်ပိုင်းဟာလုတ်ပိုင်ကွင်ပို့ရှိလာပေမဲ့အရက်သားအစိုးရနဲ့စစ်ကောင်းဆောင်ပိုင်းအကြားမှာတင်းမာမှုကတော့ရှိနေသေးပဲလို့မေဒီကလဟန်ကဆိုပါတယ်။ကွန်မြူနီနဲ့တိုင်းသားဒေါ်လာရေးအနှဲငယ်အချိန်သေးလာလို့ဖဆပလအစိုးရအသက်ရှူခြောင်ဆတူချိန်မှာ KMD တရုတ်ဖြူကျူးကျော်ဝင်ရောက်မှုနဲ့ကြုံတွေ့ရပါတယ်။ပြည်တွင်းပုံကန်မှုကိုရင်ဆိုင်တော့ကအစိုးရတက်ဟာ ဒေသခံနတ်နတ်ကန်အုပ်စုနဲ့နားလည်မှုယူပြီးပူးတွဲဆောင်ရွက်နိုင်ခဲ့ပေမယ်။အင်အားကြီးမတဲ့ KMD တရုတ်ပြည်တပ်ကိုရင်ဆိုင်တဲ့အခါမှာတော့ဒီနည်းကိုသုံးလို့မရတော့ပါဘူး။တက်မနော်ရဲ့ရန်သူတစ်ပေါပေါလာပုံကိုအမေရိကလန်ဟန်ကသုံးသပ်ထားပါတယ်။တက်မနော်ပြုပြင်ရေးကိုဆွေးနွေးတဲ့1952တမူးများညီလာခံကျင်းပချိန်မှာ KMD တရုတ်ပြည်တပ်သားတပေါင်းကျော်မြန်မာပြည်ထဲရောက်နေပါပြီ။ KMD တရုတ်ပြည်တပ်တွေကျူးကျော်လာတာနဲ့ဒုဗိုလ်မှူးကြီးမောင်မောင်စစ်ရုံးကိုပြန်ရောက်လာတာဟာ တက်မလို့ပြုပြင်ရင်းမှာအဓိကကြတဲ့အချက်နှစ်ချက်ဖြစ်တယ်လို့မေရီကလဟန်ကသုံးသပ်ပါတယ်။ကရင်တပုံကနှစ်နှစ်ခွဲဖမ်းဆီးထားတဲ့ဗိုလ်မှူးမောင်မောင်ဟာစိတ်မပတ်တာပါနဲ့တထဲတင်လာသူဖြစ်ပါတယ်။ကရင်တပုံရဲ့အကျဉ်းသားဗိုလ်မှူးမောင်မောင်ကို ခရီးရန်ကတ်တလက်ဘုန်းကြီးတစ်ပါးကသမာကျန်းစာအုပ်တွေမကြာခဏလာပေးပါတယ်။အလင်းရောင်ဆစ်စင်ရေးကြောင့်1951ဩဂတ်စ်လ22ရက်နေ့မှာလွမြောက်လာတော့ဗိုလ်မှူးမောင်မောင်ဟာကတ်တလက်ဘာသာဝင်ဖြစ်နေပါပြီ။ကတ်တလက်ဘုန်းကြီးလုပ်ဖို့ စကူးပေမဲ့အချိန်ယူပြီးတဖြည်းဖြည်းလုပ်ဖို့ဖះเจ้าကအကြံပေးထားတော့တထဲပြောင်းဝင်ဖို့ရောင်းရင်မိတ်ဆွေတွေကစူးစမ်းမှာကြောင်းဘုမှုမောင်မောင်ဟာစိတ်မပတ်တာပါနဲ့စီယုံကိုပြန်လာတာဖြစ်ပါတယ်ကိုနီးကိုဟန်နဲ့ဖြစ်တယ်လို့ပြည်တွင်းစစ်ကိုတိုက်ခိုက်ခဲ့တဲ့တက်မတော်ကိုဘဟုချုပ်ကန်မှုနဲ့အုပ်ချုပ်တယ်ခင်မီအမြဲတမ်းတက်မတော်အဖြစ်အသွင်ပြောင်းရမှာဘုမှုမောင်မောင်ဟာအဓိကကြတယ်လို့အဲ့ဒီခစ်ကိုမှုလိုက်တဲ့စစ်ဘုံအများစုကပြောပြပါတယ်တက်မတော်အကောင်းလာအောင်ပြုပြင်ပြောင်းလဲရင်းဘုမှုမောင်မောင်နဲ့ဘုံအောင်ကြီးတို့ တက်ထဲမှာဩစာရှိလာတာပါဒါပေမဲ့ KMD တရုတ်ပြတ်တွေသာရောက်မလာဘူးဆိုရင်တော့ဦးစီးအရာရှိရဲ့အစီအစဉ်ကိုတက်မှုတွေကအလွယ်တကူလက်ခံမယ်မဟုတ်ဘူးလို့မေရီကလဟန်ကမြင်ပါတယ်တရုတ်ပြည်တွင်းစစ်မှာစစ်ရှုံးတဲ့ KMD တရုတ်ပြတ်တရင်အချို့မိသားစုတွေနဲ့အတူ1950မှာရှမ်းပြည်ထဲဥကြော်ဝင်ရောက်လာပါတယ်1951တယောက်တော့ KMD တက်တွေကိုအမေရိကန်ကလေရင်လက်နက်နဲ့ရိုက်ကာထောက်ပံ့နေပါပြီ1952မှာ KMD အင်အား အသက်2000လောက်ရှိနေပါပြီ1953ရောက်တော့ရှမ်းပြည်တောင်ပိုင်းကမိုင်းဆက်ဟာလေရင်ဆင်းနိုင်တဲ့ KMD စကန်ဖြစ်နေပါပြီဘူဂျိုကြီးလင်ပြီးခေါင်းဆောင်တဲ့ KMD တက်တီဟာအမေရိကန် CIA အကူအညီနဲ့ယူနန်နယ်ကိုပြန်သိမ်းနိုင်ဖို့ကြိုးစားပါတယ်1957မှာနှစ်ကြိမ်ထိုးစစ်ဆင်ပေမဲ့အကြီးအကျယ်တက်လန်လာတဲ့အတွက်မြန်မာပြည်မှာရေရှည်စကန်ချဖို့စီစဉ်ပါတော့တယ်ဘိန်းလုပ်ငန်းနဲ့ရမုံငွေရှာဖွေပြီးလက်ဆက်ကိုတင်းသွင်းလာကြအောင် ကျိုင်းတုံကိုကန့်နဲ့ထိုင်းနေဆက်တေတာဟာ KMD လက်အောက်ခံဖြစ်လာပါတယ်။အစိုးရတပ်ဖွဲ့ကြီးစိုးတဲ့အပြင်ဗမာအစိုးရကိုဖြုတ်ချဖို့လဲ KMD တရုတ်ပြူကဒေသခံတွေကိုမြှောက်ပေးပါသေးတယ်။ KNDO ကရင်ပြည်သူစစ်နယ်လဲ KMD တရုတ်ပြူတပ်ကမဟာမိတ်ခွဲပါတယ်။ဒါပေမဲ့ဥနုအစိုးရနဲ့စစ်ကောင်းဆောင်တွေအကြီးအကျယ်စိုးရိမ်နေတာက KMD တရုတ်ပြူမဟုတ်ပဲကွန်မြူနစ်တရုတ်နေဖြစ်ပါတယ်။ KMD အကျွမ်းကြံကိုချိန်မုံမှုကြီးရပြီးတရုတ်ကွန်မြူနစ်တပ်တွေ အလောင်းကြီးနဲ့ဝင်ရောက်လာပြီးဒီပီလုံးကိုတိတ်သွားမှကိုတွေးကြောင်နေတာပါကိုရီးယားကျောင်းဆွယ်မှာလဲတရုတ်ကွန်မြူနစ်နဲ့အမေရိကန်ဆစ်ဖြစ်နေတယ်မို့မြန်မာတရုတ်နေဆက်မှာအမေရိကန်ကဒုတိယဆစ်မျက်နှာဖွင့်မှာကိုလဲစိုးရိမ်ကြပါတယ်ရောင်းဆောင်တပုံနဲ့ KMD တရုတ်ပြည်တက်တွေစကန်းချာရရှမ်းပြည်ကို1952လဲမှာမာရှယ်လောဆေးအုပ်ချုပ်ရေးကျင်ညာတဲ့အတွက်တက်မလို့အရာရှိဟာဒေသနယအုပ်ချုပ်ရေးကိုပါတာဝန်ယူလာရပါတယ်ဒီမှာမှာတပုံနှင်းနှင်းရေလုံတုံးက ဒေသခံဗမာပြည်သူစစ်နဲ့ပူးတွဲလုပ်ကန်ခဲ့တဲ့တက်မလို့အရာရှိတွေဟာချမ်းပြည်မှာတော့ဒေသခံလက်တွဲဖို့နေနေတာတာချမ်းစကားတော်တက်တက်တာမဟုတ်ပါဘူးဒေသခံကိုစာနာထောက်ထားခြင်းမရှိတဲ့အတွက်ချမ်းပြည်မှာမာရှယ်လော့ဆေးရုပ်ချုပ်ရေးနှစ်နှစ်ကျေသုံးစဉ်ကာလတက်မလို့ဟာအတော်လေးနာမည်ပြတ်သွားပါတယ်ပြီးမှမှကွန်မြူနစ် KND ကိုကရင်ပြည်သူစစ်နဲ့အခြားဆောင်ဆောင်တပုံကိုတိုက်ခိုက်နေစေဖြစ်တဲ့တက်မလို့ဟာချမ်းပြည်မှာလဲမာရှယ်လော့ဆေးရုပ်ချုပ်ရေးကျင့်သုံးနေတဲ့အတွက်အနိုင်မင်းဖြစ်တော့မယ့်အခြေအနေကို င်ဆိုင်နေရပါတယ်။စစ်အင်အားကောင်းတဲ့ KMD ပုံမှန်တက်ကိုတက်ရတာဟာပြည်တွင်းသဘုံကိုတက်ရတာထက်ပိုပြီးခက်ခဲပါတယ်။ KMD တရုတ်ထူတက်တွေမြမတီကထွက်ခါဖို့လက်နက်ချဖို့ဦးနုအစိုးရကရသသံပေးတာကိုလုံးဝဂရုစိုက်တာကြောင့်တက်မတော်နဲ့ KMD တရုတ်ထူတက်တွေမကြာခဏတိုက်ပွဲဖြစ်ပါတယ်။တက်မတော်ကအကြီးအကျယ်စစ်ပြင်ဆင်ပြီးတရုတ်ငကားကိုတက်ပြင်မယ်ဆိုတဲ့ရွေးချက်နဲ့1953ဖေဖော်ဝါရီလမှာငကနိုင်စစ်စင်ကြီးကိုဆင်နွှဲပါတယ်။ ါပေမဲ့လက်နက်အင်အားကောင်းတဲ့ KMD တရုတ်ပြည်တပ်ကလက္ခဏာစစ်စင်ရေးကိုတပတ်အတွင်းချိန်မုံပြလိုက်လို့နဂါရှောင်းစစ်စင်ရေးဖြစ်သွားကြောင်းပါဝင်တိုက်ခိုက်ခဲ့သူတွေကိုမေးမြန်းပြီးမေရီကလန်ဟန်ကပြောသားပါတယ် KMD တရုတ်ပြည်တပ်တွေမြန်မာပြည်ကထွက်ခွာရေးအတွက်မြန်မာအမေရိကန်ထိုင်းနဲ့ထိုင်ဝမ်ပါတဲ့၄နိုင်ငံဆွေးနွေးပွဲ1953လေးလ20နှစ်နေမှာဗကောက်မှာကျင်းပနိုင်လို့1953နှစ်ကုန်ပိုင်းမှာ KMD တပ်သား2000စတင်ထွက်ခွာပြီးနောက်ပိုင်းမှာ ရထောင်ထွက်ခွာကြောင်းတမတော်တမိုင်းစတုထထွဲမှာဟောပြထားပါတယ်။1954ရောက်တော့ KMD တရုတ်ဖြူအင်အားဟာတမ3ခုလောက်ဖြစ်နေတဲ့အတွက်စစ်စင်ရေးတွေလောက်တော့မှ1955မှာမိုင်းဆက်နဲ့ထိုင်းမြန်မာနယ်စပ်က KMD စခန်းတွေကိုသိမ်းပိုက်နိုင်တဲ့အတွက် KMD တပ်သားအများအပြားမြန်မာပြည်ကထွက်ခွာကြတာပါ။ဒီစစ်စင်ရေးတွေကိုဗမှုချုပ်ကျော်စောခေါင်းဆောင်ကြောင်းလူတိုင်းလူလိုသိကြပေမယ်။တမတော်တမိုင်းစတုထထွဲမှာတော့ဗမှုချုပ်ကျော်စောအမည်ကိုထင်ချန်ထားတာတွေ့ရပါတယ်။